ချဲဥကိုအစိမ့်တောက်တာနဲ့ပြုတ်ပြီးတော့စားရတယ်ဆိုရင်ဘယ်ဟာကပို့ပြီးတော့အားရှိလဲဒီမေကုံကတော့ဈေးကမ်းမှာအမေခံရဆိုမေကုံဖြစ်တယ်လူနာတွေကိုအားရှိအောင်ချဲဥစားလို့ပြောလို့ရှိရင်ပြန်ပြီးတော့မေးလေရှိတယ်ပေါ့နော်ချဲဥကိုအစိမ့်တောက်အောင်မလားပြုတ်စားအောင်မလားဘယ်ဟာပို့ပြီးတော့အားရှိလဲဆရာလို့ဆိုပြီးတော့ပြန်မေးလေရှိကြတယ်ပေါ့နော်အဲဘယ်ဟာပို့ပြီးတော့အားရှိလဲဆိုတဲ့အကြောင်းကိုကျွန်တော်အချက်၃ချက်နဲ့ရှင်းပြမယ်နံပါတ်၁ချက်ကတော့ ပရိုတင်းလို့ခေါ်တဲ့အသားဓာတ်ပေါ့နော် ကြဲဥမှာဆိုရင်ပရိုတင်းဓာတ်ပါတယ်အဓိကအားဖြင့်ကြဲဥကအကာမှာပါတယ်ပေါ့နော်ကျွန်တော်တို့ကကြဲဥကိုအစိမ်းတောက်လို့ရှိရင်ကြဲဥမှာပါတဲ့ပရိုတင်းရဲ့90%ခန့်တုန်းကိုပဲကျွန်တော်တို့ခန္ဓာကိုယ်ကနေပြီးတော့စုပ်ယူနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ကကြဲဥကိုပြုတ်ပြီးတော့စားမယ်ဆိုလို့ရှိရင်ကြဲဥမှာပါတဲ့ပရိုတင်းစုစုပေါင်းမဲ့90%ခန့်တုန်းကိုကျွန်တော်တို့ခန္ဓာကိုယ်ကနေပြီးတော့ရရှိနိုင်တယ်ဒါကြောင့်ကြဲဥကိုပြုတ်ပြီးတော့စားမယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်ကနေပြီးတော့အသားဓာတ်ပို့ပြီးတော့ရရှိတာကိုတွေ့ရှိရတယ်နံပါတ်2ချက်ကတော့ဗီတာမင်စီပေါ့နော် အဲကျဲဥတင်မှာဆိုလို့ရှိရင်ဗိုက်တာမင်ရှိတဲ့အများကြီးပါတယ်အဲ့ဒီထဲမှာဆိုလို့ရှိရင်ဘိုင်ယိုတင်လို့ခေါ်တဲ့ဗိုက်တာမင်တစ်ခုလည်းပါတာကိုတွေ့ရတယ်အဲ့ဒီဘိုင်ယိုတင်ကကျွန်တော်တို့ရဲ့သပင်းတွေအရေးပြားတွေနောက်လက်သေးခြေသက်ချမ်းမာရေးတွေသူကအရေးပါတဲ့ဓာတ်တစ်မျိုးလေးဖြစ်တယ်ကျွန်တော်တို့ကကျဲဥကိုအစိမ့်တော့မှာဆိုလို့ရှိရင်ကျဲဥအစိမ့်ရဲ့အကာထဲမှာပါတဲ့ evidence ဆိုတဲ့ဓာတ်ကဆိုလို့ရှိရင်ကျွန်တော်တို့ခန္ဓာကိုယ်ကနေပြီးတော့အဲ့ဒီဘိုင်ယိုတင်ကိုစွပ်ယူလို့မရအောင်သူကဟန်တာဟာတာကိုတွေ့ရှိရတယ်ဒါကြောင့်မလို့ကျဲဥအစိမ့်တော့မှာဆိုလို့ရှိရင်ခန္ဓာကိုယ်ကဘိုင်ယိုတင်ကိုမရရှိဘူးဒါပေမဲ့ကျဲဥကိုပြုတ်မှာဆိုလို့ရှိရင်တော့အဲ့ဒီကျဲဥရဲ့အကာထဲမှာပါတဲ့ evidence ကဓာတ်ပြေသွားပြီးတော့ခန္ဓာကိုယ်ကနေပြီးတော့ biodin ကိုစုပ်ယူလို့ရသွားတာကိုတွေ့ရှိရတယ်။အဲဒီတော့ကျဲကိုပြုတ်ပြီးတော့စားမယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်ကနေပြီးတော့ biodin ကိုပို့ပြီးတော့ရရှိမှာဖြစ်တယ်။နံပါတ်3ချက်ကတော့အာဟာရတန်ဖိုးတွေပေါ့နော်။ကျွန်တော်တို့တွေကကျဲကိုအစိမ့်ကိုအပူပေးတယ်ပြုတ်တယ်ဆိုလို့ရှိရင်ကျဲမှာပါတဲ့အာဟာရတန်ဖိုးတွေကနည်းသွားတယ်လို့ဆိုကြတယ် ဒါပေမဲ့အဲ့ဒီနှဲသွားတဲ့ပမာဏကလည်းအញ្ញံကြီးမနှဲသွားဘူးနည်းနည်းလေးပဲနှဲသွားတာဖြစ်တယ်ပေါ့နော်ဒါကြောင့်ကြဲဥအပြုတ်နဲ့ကြဲဥအစိမ်းရှင်လို့ရှိရင်အာဟာရတန်ဖိုးတွေအရင်မကွာထားတာကိုတွေ့ရှိရတယ်ဒါပေမဲ့ကြဲဥကိုပြုတ်ပြီးတော့စားမယ်ဆိုလို့ရှိရင်ကြဲဥမှာပါတဲ့ပရိုတင်းကိုပို့ပြီးတော့ရရှိနိုင်တယ်ပြီးလို့ရှိရင်ခုနကပြောခဲ့တဲ့ဗိုက်တာမင်ဖြစ်တဲ့ဘိုင်ယိုတင်ကိုလည်းပို့ပြီးတော့ရရှိတာကိုတွေ့ရှိရတယ် ။နောက်တစ်ချက်ကတော့ကြဲကိုအစိမ်းတော့မှဆိုလို့ရှိရင်အဲ့ဒီကြဲကိုအစိမ်းမှဆိုလို့ရှိရင်ဘက်တီးရီးယားပိုးတွေပါလာနိုင်တယ်။အဲ့ဒီဘက်တီးရီးယားပိုးတွေကကျွန်တော်ခံတဲ့ကောမှာဘိုင်းအောင်ဘိုင်းနာတွေဝမ်ပြက်ဝမ်ရှော့ခြင်းတွေကိုကြုံတွေ့ခံစားရစေတတ်တယ်။ဒါကြောင့်မလို့ဒီအချက်တွေကိုရှင်းကြည့်လို့ရှိရင်ကြဲကိုပြုတ်ကပို့ပြီးတော့ကျန်းမာရေးတွေကောင်းပြီးတော့ပို့ပြီးတော့အားရှိတာကိုတွေ့ရှိရပါတယ်။